ိုတော့ဒီလိုမျိုး view လေးနဲ့ view ကတော့တော်တော်လေးကတ်တယ်ခေါင်းချောင်းပဲဆိုတဲ့အနေထားလေးမှာစိတ်ဝင်စားနေဆိုရင်တော့ဒါကညနေစာပင်90နောက်ပီ80 300ဆိုတဲ့အနေထားမျိုးဖြစ်ပါတယ်ဟုတ်ပါမဟုတ်ဝါနေတွေ့လားအဲ့ဒီမဟုတ်ဝါနေကျွန်တော်တို့ဖွင့်လာပြီးတော့ဒီတောင်ကြီးကိုတက်မှာဖြစ်ပါတယ်ဒါဇွဲခွင့်တောင်တက်မယ်ပေါ့နော်ဆိုတော့ကဒီနေ့ကတောင်ပေါ်မှာသွားရောက်အောင်ကွာတောင်ပေါ်ကခြံလေးကိုသွားရောက်မှာဖြစ်ပါတယ်ဒီတော့သွားကြည့်မယ်နော်โอเคရပြီတောင်ပေါ်တက်မယ် パーキングブレーキを解除してください。ဘေးဘက်ဝင်ကျင်းနော်ငါဘေးဘက်ဝင်ကျင်းနေရှောက်ကြည့်လိုက်ဘေးဘက်ဝင်ကျင်းမှာအဲအဲ့လိုပြောတောင်းပေါ်မှာအေးတန်းစီတော့တောင်းပေါ်မှာနေရှင်သူများရေမမြုပ်ရှင်သူများအတွက်ပေါ့နော်တောင်းပေါ်မှာကျွန်တော်ခြံသွားရှာပေးမယ်နော်ရေလုံးဝမမြုပ်စေအောင်ကဲအရင်တော့တော့တစ်ခေါက်တက်ဘူးတယ် ဒီခါသူ့တခင်ကအကွက်ခွဲလိုက်ပြီခြံကွက်လေးတွေပြန်ခွဲလိုက်ပြီဆိုတော့နည်းနည်းလေးဆိုပြမယ်ဒီအဝင်ရဟလာကိုဟုတ်တယ်ဟမ်ဟုတ်နော်ဒီရမယ်ရှိရှိတော့မယ်လေအိုးပေါ်မှာဆိုတောင်ပေါ်ရွာကြီးလေโอเคမနော်ဆိုတော့ကအခုကျွန်တော်လမ်းလေးချက်တော့ကြည့်ပြပါကဲအနေထားလေးရတဲ့လူမျိုးရှိတယ်ပေါ့နော်လောလောဆယ်လက်ပြေးထွက်ပါပြန်ပြီ မောတယ်ဟိုတောင်ကောင်ကဘလောက်ကုန်လဲဆိုအမျိုးကာဘင်ကိုအရှိရောနောက်အခုထားရပြီဆိုတော့ကာဒါကလုံးဝနော်နော်အေးနော်အေးခင်မှာတော့ရေသိမ်းမမြုပ်တဲ့နေထိုင်ရအောင်အဲဒီတော့ဒီဘက်ခြံကျွန်တော်ကွဲဝင်လာတာပေါ့နော်နေထိုင်လေးချက်ကြည့်လိုက်ပေါ့ဗျာနော်ဒါကလမ်းကတော့ရူရူကန်နဲ့ဆိုရတယ်ဗျာနည်းနည်းသူအရှိနေမှာနည်းနည်းလေးမြှို့ရရင်ရတယ်ဆိုတော့ကကျွန်တော်အခုသွားပြီးမယ် ဒီဘက်ခြံကခြံရာဇဝင်တစ်ခုရှိခဲ့တယ်ဘလို့ရှိခဲ့လဲဆိုတော့ကကျွန်တော်လာရိုက်ပြီးတဲ့ခြံကမရှင်းတော့ဘေးအချက်ကိုကျွန်တော်ရိုက်တယ်ဗျာဒီတော့ကဘေးအချက်သခင်ကကျွန်တော်ကိုဖုန်းဆက်ပြီးထိုင်ပွားပါလေရောမဟုတ်ကျွန်တော်ရောင်းတာဘေးကရဲ့ခြံပဲကျွန်တော်လာရောင်းတဲ့ခြံကခြံမရှင်းတာလို့အမရဲ့ခြံကိုဥပမာပြပေးတာပါဆိုလည်းမရဘူးနားမလဲအဲ့လိုမျိုးဖြစ်တယ်ဗောနော်ဒီတစ်ခါတော့အဲ့လိုဖြစ်အောင်မလားဖြစ်အောင်လားတော့မသိဘူး နော်ဒီတော့ကျွန်တော်အခုသွားနေတယ်ခြံနေထားလေးဒါဘလို့သွားလဲဆိုတော့လမ်းနေထားလေးပါတခါလေးကြည့်လိုက်ကြိုင်မယူပါနော်ဒါကလုံးဝတောင်ချွေတောင်ချွေစစ်စစ်ဒါကကျွန်တော်တို့ဒုံရင်းပါနော်ဒုံရင်းကျွာဆိုတဲ့အနေထားလေးဖြစ်ပါတယ်ခြံမှားမနော်ကိုခြံမှားမနော်ခြံမှားမနော်ဟုတ်လားကို မဟုတ်လားထင်နော်ကိုကဲဒီမှာလေကျွန်တော်တခါလာရိုက်ပြတာဒီချမ်းကိုကျွန်တော်တခါလာရိုက်ပြဒီချမ်းမလေးစိတ်နေရှိရလေနေပြောင်လေးလေနေပြောင်လေးပြောတဲ့ဟိုခဏခဏအတိပါပဲ ဟိုပြောင်းရေး तू ပြန်ဝယ်တာလား तू ဟာရှိတာကြာပြီလားကြာပြီဟောအဲ့ဒါဆိုကျွန်တော်စကားလာများတဲ့တရားဝင်နေဒုက္ခပဲအခုနဲ့ပဲရှင်းလိုက်နော် Okay အဲ့ဒါဆိုလို့ရှိရင် तू ကမျက်နှာစာဘယ်လောက်လဲ50မျက်နှာစာပေး50အနောက်ကို80ဩအဲ့ဒီအဲ့နေရာထိလောက်ပဲဗောနော်အားကျ80ဒီမှာလမ်းကတော့ဒီအထဲမှာတော့လမ်းကတော့ကျေတယ်ဗျာမှန်တူလားလမ်းကမှလည်းကျေတယ်ဒါပေမဲ့ ခြုံနေဖြစ်နေလို့လေဒီလားလမ်းတော့တော့ကျင်းဆိုပေမဲ့လမ်းဘက်ခြမ်းမှာကလေးရတော့ဒီဘက်ခြမ်းကလေးရောမြင်ညွားပြန်ရောနော်အင်းသုံးခွက်ဆိုတဲ့အနေထားမျိုးလေးဖြစ်ပါတယ်ဒီတော့ငါအခု zip lock လဲ zip lock လဲကိုပြောလိုက်နှိမ့်နိုင်သေးလားဟုတ်လားဟမ်300တခွက်300ဟုတ်တယ်ပါ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 တခွက်300ဝါ view view ကောင်းလို့ပေါ့နော်တစ်ခွက်3300 3ခွက်ဆိုတော့3900ပေါ့ညီမရှိဘူးအင်းဘာဇီရောမပေါ့ဘူးနော်အဲ့လိုမျိုးနေထားမျိုးရှိတယ်ဩအဲ့ဒါကြောင့်မလို့နေမယ်တစ်ခွက်3300ကျွန်တော်ဘေးချက်လာရောက်တော့အဲ့လောက်မပေးရဘူးပြီလားအဖုံးလာပြန်ပြီကျေဆိုတော့ကဆိုတော့ကဆိုရင်ဒီနေရာလေးပေါ့နော် မှတောင် view လေးနဲ့တော်တော်လှတယ်ဒါ view ကြိုက်တဲ့လူတွေအတွက်ဈေးကြောက်ဈေးမကြောက်ဘူးပေါ့နော်အဲ့လိုမျိုးနေထိုင်တော့ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးနေထိုင်လေးတခုမှမိတ်ဆွေတို့အနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ဒါကကျွန်တော်တို့ဒုံရင်းရွာဆိုတဲ့နေထိုင်မျိုးဖြစ်ပါတယ်လမ်းလေးကလည်းကျွန်တော်တို့ပြေ30လောက်ရှိတယ်ဗျလမ်းလမ်းနဲ့နမိတ်တွေပါပြီးပါမယ်ဆိုလို့ရှိရင်နော်အဲ့လိုမျိုးနေထိုင်နေဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး view လေးနဲ့ view ကတော့တော်တော်လေးကတ်တယ်ခေါင်းညောင်းမယ်ဆိုတဲ့နေထိုင်လေးမှာစိတ်ဝင်စားနေဆိုရင်တော့ဒါက ညနေစာပြင်90နောက်ပြင်83300ဆိုတဲ့အနေထားမျိုးဖြစ်ပါတယ်เนาะဒုံရင်ဒုံရင်ကနေစည်းလေးတွေပါเนาะအဲ့လိုမျိုးအနေထားမျိုးဖြစ်ပါတယ်ဆိုတော့ကိုချင်ပဲကြောက်ပါရင်လေကြောက်တယ်မချန်တာနဲ့လေတော်တယ်မှာဒုက္ခပဲ